အေဝစ်ကိုတည်ကြပြီးနောက်ချယ်ဆီပရိသတ်တွေကိုအပြစ်တင်လိုက်တဲ့နေဗျာမာရက်စ်ကနေဗျာမာရက်စ်ကကစတန်ဘူဘေ့ချ်မှာအေဝစ်ကိုနှစ်ကိုးစီတည်ကြပြီးဂျမနီဝင်ခွင့်အတွက်ထိုးနှက်ချက်ကြုံရပြီးနောက်ချယ်ဆီပရိသတ်တွေကိုအပြစ်တင်ပြောဆိုလိုက်ပါတယ်ချယ်ဆီကစတန်ဘူဘေ့ချ်မှာနှစ်ကိုးကိုမရှိတဲ့ရှုံးနေနေရာကနေရမတမန်ရရှိအောင်တိုင်ပွဲဝင်ခဲ့ရတယ်ပဲဖြစ်ပါတယ်ဘေ့ဘော်နေဗျာမာရက်စ်ကကနိုင်ပွဲရရှိဖို့အတွက်ပရိသတ်တွေအားပေးမှုလိုအပ်ကြောင်းတိုက်စစ်နေတဲ့ပန်ဝန်ချင်းမဖြစ်တဲ့အကြောင်းဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ် နေပြမော်ရစ်ကာကဂိုးဘေးရလို့ယုံကြည်မှုအနေငယ်ပျောက်ဆုံးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပရိသတ်တွေအားပေးမှုနည်းပါလို့ပါပဲ။ဒီလိုခိုက်တက်မျိုးမှာလုံးတင်တာလုံးရပါလိမ့်မယ်။အစီအစဉ်ကိုပြောင်းလဲပြစ်လိုက်လို့မရပါဘူး။ကျွန်တော်တို့ကဂိုးလုံဘောတန်ကန်ဘောတွေကနေတိုင်းစစ်စားတဲ့အသင်းမှာပရိသတ်အားပေးမှုနည်းပါလို့အဝေးကန်ဘောနဲ့ကစားဖို့ဆုံးဖြတ်လိုက်လို့ဒုတိယကိုပေးခဲ့တာဖြစ်ပါလိမ့်။ကျွန်တော်တို့တာမာနေဖို့လိုပါလေပရိသတ်တွေအားပေးဖို့လိုပါလေလောစရာရှိတာနဲ့ဆက်လုပ်သွားရပါလိမ့်မယ် ်ပရိသတ်တရားပေးနေမဲ့ဆိုရင်ကျွန်တော်တို့အသိန်းဟာတန်မာတဲ့အသိန်းဖြစ်နေမှာလို့ကျွန်တော်အမြဲပြောပြခဲ့ပါတယ်ကျွန်တော်တို့ဘိုးကောင်းတဲ့အသင်ဖြစ်နေရဲဆိုတာပိတ်သက်အားပေးမှုတွေကြောင့်ပါပဲအခုအခန်းထဲမှာတော့ခက်ခဲတဲ့အသင်ဖြစ်နေခဲ့ပါလိမ့်သူတို့မပြောလို့အားမပေးတာဆိုရင်လေဒီအချိန်မှာသူတို့အားပေးမှုကိုကျွန်တော်တို့ပို့ပြီးတော့လောကနေပါလေလို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်ခြေသေးသေးလာမယ့်ကြာသပတေးနေ့မှာ Yoba Conference Quarter Final ဒုတိယကြောက်ပွဲစဉ်ဖြစ်လေကီယာဝါဆော့ကိုဧည့်ခံစားရမှာလည်းပဲဖြစ်ပါလိမ့် သူတို့ဗရမကျော့မာဘူလန်မာတို့က၃ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရရှိထားတာလည်းပဲဖြစ်ပါလိမ့်။နေဥကစံနယ်ပွဲမှာတန်ရရရှိတဲ့ဇာစီရဲ့ဒဏ်ရအခြေအနေနဲ့ပတ်သက်ပြီးဖွင့်ရပြောဆိုလာတဲ့နေပြအမော်ရင်။နေပြအမော်ရင်ကနေဥကစံနယ်အသင်းကိုယင်းနေခဲ့တဲ့ပွဲမှာတကောက်ကျော့တန်ရရရှိတဲ့ဒတ်စစ်ဇာမာဇာစီရဲ့လိုင်ယွန်အသင်းနဲ့ပွဲစဉ်မှာပါဝင်လာနိုင်ရှိနဲ့ပတ်သက်ပြီးတော့ဖွင့်ရပြောဆိုလာပါလိမ့်။ ရပ်လီတုံးကယူနိုက်တက်အသင်းကစိန်ကျဲမှာမောင်နေပါစေအသင်းကို၄ဂိုးတကိုးနဲ့အရင်နေပြီးပရီးမီးယားလိမှာဆက်လက်ရလက်ဆက်လက်ဆိုးရနေတာလည်းပဲဖြစ်ပါလိမ့်။နေပါစေအသင်းကတော့အင်ကွင်းနိုင်ပွဲကြောင့်မှပေးစရာအဆင့်လေးနေရာကိုတန်လန်းလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။မယူနိုက်တက်အသင်းရဲ့ထိုးနေချက်ကြီးတစ်ခုကတော့တိုက်စစ်ဇာမာဇာစီဟာပွဲသားချင်း55မိနစ်မှာတကောကျော်ဒဏ်ရာရရှိကြတာဖြစ်ပြီးလိုစားလဲလဲခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ဒါတိုက်စစ်မှုရဲ့ဒဏ်ရာအခြေအနေကိုမသိရသေးပေမဲ့ပွဲစဉ်ပြီးမှတော့နေပြအောင်မော်နေက လောင်တဲ့ဘွယ်မှာဇက်စည်းပါနိုင်ရှိကိုပြောတာလားကျွန်တော်ကတော့ ပြီးသွားပြီလို့ထင်ပါတယ်ဆိုပြီးဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ဆိုတော့ရူဘီယမ်မိုရီရဲ့ဒီပြောဆိုစကားကြောင့်ဇက်စည်းဟာလောင်အောင်တဲ့ဘွယ်စင်မှာပါဝင်လာနိုင်ဖို့အတွက်အနည်းငယ်စိုးရင်ရတဲ့အနေထားမှာလည်းပဲဖြစ်ပါတယ်နေဥကစနေဘွယ်မှာယူရန်တပတ်ကအကောင်းဆုံးခြေစွမ်းရရှိခဲ့တဲ့ဇာမော်ရီထဲကတရားဖြစ်တဲ့ဇက်စည်းဟာပြင်းထန်မှလောင်အောင်တဲ့နှစ်ခုစီတီကြတဲ့ဘွယ်စင်မှာခြေပါကိုတွင်းယူခဲ့သူလည်းပဲဖြစ်ပါတယ် နေပြောင်းဝင်ကဇာတိတန်ရာရရှိသွားမှုနဲ့အတူဟွာလန်းကိုကျောင်းနံပါတ်6ဇာမအဖြစ်လာယွန်းနဲ့ပွဲမှာအသုံးပြုလာဖို့ရှိနေတာလည်းပဲဖြစ်ပါရည်။ဇာတိကတော့လာယွန်းနဲ့ပွဲမှာပါဝင်လာနိုင်ဖို့တော့မသေးကြတော့ပါဘူး။စာချုပ်သိချုပ်ဆိုပြီးနောက်ပရီးမီယာလိစံချိန်တစ်ပါရေးထိုးလိုက်တဲ့မိုဆာလာမိုဆာလာတော့လဘောသင်းနဲ့စာချုပ်သိချုပ်ဆိုပြီးရန်နေငယ်ကြမှာလဘောသင်းကိုနိုင်ရရှိတဲ့ပွဲမှာဖန်နေမှုပြုလုပ်နိုင်ခဲ့ပြီးတဲ့နောက်နောက်ထပ်ပရီးမီယာလိစံချိန်တစ်ခုရေးထိုးလိုက်ပြီးဖြစ်ပါလိမ့်။ ။ OBD ရဲ့ဖော်ပြချက်အရမိုဆလာပရီးမီယာလီ38ပွဲမှတ်တမ်းအတွေ့တရားဒီအတွင်းဂိုးနဲ့ဖန်တီးမှုအများဆုံးဖြစ်45ဂျိန်နဲ့အသမတ်မှတ်တမ်းအသစ်စိုက်ထူခဲ့တာလည်းဖြစ်ပါလိမ့်။မိုဆလာယမနီတုန်းကဝက်ဆန်အသစ်ကိုနှစ်ခုတခုနဲ့အနိုင်ရရှိတဲ့ပွဲမှာ DS ရဲ့အသွင်းကိုဂိုးရရှိအောင်ဖန်တီးပေးခဲ့တာလည်းဖြစ်ပါလိမ့်။အသက်32နှစ်ရွယ်မိုဆလာအခုကမှပရီးမီယာလိသမိုင်းမှာတရာဒီထဲမှာပဲကိုယ်နဲ့ဖန်တီးမှုအများဆုံးဖြစ်48ချိန်နဲ့ရေးထိုးထားတဲ့အင်ဒီကို1093 1094 အလန်ရှိအား1094 1095တို့ရဲ့စံချိန်ကိုလိုက်မိဖို့အတွက်လည်းနှစ်ချိန်တည်းသာလိုအပ်တော့တာလည်းပဲဖြစ်ပါလိမ့်။အလန်ရှိအားနဲ့အန်ဒီကိုတို့ဟာပရီးမီယာလိပွဲ52ပွဲစားခဲ့စဉ်တုန်းကစံချိန်ရေးထိုးခဲ့တာလည်းပဲဖြစ်ပါလိမ့်။မော်ဆလာလမောင်းသည်မှာ2029ခုနှစ်အထိဆက်ရှိနေမယ့်စာချုပ်အသစ်ကိုချုပ်ဆိုပြီးတော့ရန်နေငယ်ကြမှာပဲဖန်နေမှုပြုလုပ်ပေးကြတာလည်းပဲဖြစ်ပါလိမ့်။တော်အခုပရီးမီယာလိဘောလုံးရာသီမှာလဲဂိုးသွင်းပြီးရင်ဖြစ်ရက်တိနေသူလည်းပဲဖြစ်ပါလိမ့်။ တော်ဝါဆန်းတဲ့ဘွဲမှာဖန်တီးမှုပြုလုပ်ပြီးတော့အခုရာသီပြိုင်ပွဲအရရက်45ဘွဲမှာ32ကိုသွင်းပြီး22ကြိမ်ဖန်တီးမှုပြုလုပ်ပေးကြတာလည်းပဲဖြစ်ပါလိမ့်။ယမနီကဝါဆန်းတဲ့နိုင်ပွဲကြောင့်အကြိမ်20မြောက်ပရီးမီးယားလီးချန်ပီယံဖြစ်ဖို့အတွက်ရာမန်6မှန်ထဲသာလိုအပ်တော့တာဖြစ်ပြီးလာမန်ဒင်းဝင်းနေလက်စတာစီးရီးတဲ့နဲ့ဘွဲမှာပဲချန်ပီယံဖြစ်လာနိုင်မှာလည်းပဲဖြစ်ပါလိမ့်။ရေကစားမှာပါပထမဆုံးအကြိမ်အနည်းငယ်အပြထုတ်ပယ်ခြင်းခံလေရတဲ့ကန်လီယံမှာပဲ ကလေးမမီကရီယမထွေတဲ့အဇာမဘွားအတွင်းမှာပထမဆုံးအချိန်ဖြစ်အနီးကပြထုတ်ပယ်ခြင်းခံလေးရပါလေကလင်းမဘေးထုတ်ပယ်ခံရလို့တယောက်ရော့နဲ့ကစားခဲ့ရပေမလဲရီယမထွေတဲ့အလာဘက်ကိုနိုင်ယူနိုင်ခဲ့ပြီးဒိဆိုးမဘာစလိုနာအသင်းနဲ့လေးမအကွာနဲ့လိုက်လံဖိအားပေးနိုင်ခဲ့တာလည်းဖြစ်ပါလေကလင်းမဘေးအားဘလန်ကိုကိုဖျက်ထုတ်မှုကြောင့်အစောပိုင်းမှာအဝါကပ်ပြသခြင်းခံခဲ့ရပေမလဲ VR ရဲ့ဖိတ်ခေါ်မှုကြောင့်ကွင်းပေးမော်နီတာမှာစစ်စစ်ကြည့်ရှုပြီးတဲ့အချိန်မှာတော့ကွင်းလန်ဒန်လုံကြီးရဲ့အနီးကပ်ပြပြောင်းလဲပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါလေ ဒီအဖြစ်ဘက်ကဝဲစားချင်း34မိနစ်မှာကာမာဘင်ဂါကအေရီယာပြင်ကနေမွေးဝိုက်ကန်ကျင်းနဲ့လှပတဲ့တရုံနီသောအနိုင်ကိုကိုတွင်းယူလာပြီး6မိနစ်ကြာမှာဖြစ်ပျက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီဝဲစီမှာကော်ရိုက်ဇာလာဘက်ရဲ့ကန်ချက်ကို6ချိန်တန်တန်ကာကွယ်ခဲ့ရသေးတာလည်းပဲဖြစ်ပါလိမ့်။အချင်းလာဘက်မှာလည်းပွဲချိန်မိနစ်90မှာဗလင်းရှိရကိုစမ်းချက်ကျန်းနှစွာဖျောက်ထုတ်လို့အနည်းငယ်ပြသခံခဲ့ရပြီးတယောက်ရောနေပေးရေဆန်ခဲ့ရတာလည်းဖြစ်ပါလိမ့် နေပြည်တော်တွေကအခုပွဲစဉ်မှာဂျိုးဘလင်ယန်နဲ့ဗီနီရှက်ဂျူနီယာတို့ကိုရန်ကုန်မှာထိုင်ခိုင်းထားပြီးလာမယ့်အာဆင်အသင်းရဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဒုတိယကျောပွဲစဉ်အတွက်အားပေးထားခိုင်းကြတာလည်းပဲဖြစ်ပါရယ်။ရီယယ်မတ်ရဲ့အသင်းရဲ့ပထမကျောအမေရိကန်မာတို့က၃ဂိုးကိုမရှိနဲ့အရင်နေထားတာလည်းပဲဖြစ်ပါရယ်။ကလျံမှာပဲတော့အခုပွဲစဉ်အနီးကပ်ပြစ်ဒဏ်ကြောင့်လာမယ့်တင်းဝင်နဲ့ဗီဘာဝန်နဲ့ရင်ဆိုင်ရောက်မယ့်ပွဲကိုလွဲချော်လာမှာလည်းပဲဖြစ်ပါရယ်။ ရီယယ်မတ်ရီတင်အောင်မေလ17နေ့မှာဘာစီလိုနာအသင်းကိုဝေးဝင်ကိုတောက်ရောက်ရင်ဆိုင်ရမှာဖြစ်ပြီးဒီပွဲစဉ်ကလည်းချန်ပီယံဆုအတွဲအဆုံးဖြတ်ပွဲစဉ်ဖြစ်လာဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဒီတိုင်းပဲပြောတော့နေပြကျန်ဆော်ဒီယာအသင်းရဲ့အပေးထောက်ခံမှုကိုရရှိနေစေ ဖြစ်တယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ယမနီကချန်ပီယံလိမှာရလမကောင်ဖြစ်နေခဲ့ပေမယ့်အသင်းရဲ့အားပေးထောက်ခံမှုတွေကိုရရှိနေစေဖြစ်တယ်လို့နေပြည်တော်အန်စတော်ဒီကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါရည် ်နောက်ဆုံးလာလီကာကိုယ်ဝဲမှာ၃ပွဲတိရှုံးနေခဲ့ပြီးချန်ပလီမှာအာဆနယ်အသင်းကို၃ဂိုးပြတ်ရှုံးနေခဲ့လို့ပြိုင်ပွဲကနေထွက်ခွာရဖို့ရှိနေတာလည်းဖြစ်ပါလိမ့်။နေပြည်တော်ကလည်းရလောက်မကောင်းဖြစ်နေပေမဲ့ခက်ခဲတဲ့ချိန်ထဲမှာသင်းရင်အားပေးထောက်ခံမှုကိုအမြဲတမ်းရရှိကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။ရီယမထွေတဲ့နာခဲ့ကိစ္စပေါ်မှာလာမရာသီပြီးဆုံးချိန်ထိစာချုပ်တရန်ရှိနေတာကြောင့်လက်ရှိအချိန်မှာပြောစရာစကားမရှိသေးကြောင်းရာသီကုန်ဆုံးချိန်ရောက်မှပဲစကားပြောဆိုသွားမှာဖြစ်ကြောင်းနေပြအန်စတော်ဒီကတုံ့ပြန်ဖြေဆိုခဲ့တာလည်းဖြစ်ပါလိမ့် နေယူကစနေပွဲမှာအသင်းကအမှားတွေများစွာလုပ်ခဲ့တယ်လို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြအမော်ရင်နေပြအမော်ရင်ကနေယူကစနေအသင်းကိုရှုံးနေတဲ့ပွဲအစဉ်မှာသူတို့အသင်းကအမှားတွေအများကြီးလုပ်ခဲ့တယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်ယမနီကစိန်ကျဲဘက်မှာနေယူကစနေအသင်းကမိုင်းရတဲ့အသင်းကို၄ဂိုးတကူနဲ့၉ပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီးရတဲ့အမှားတွေကိုချိန်ချင်းသုံးချပြီးအခုလို၉ပြတ်အနိုင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ် နေပြည်တော်ကတော့ဒီရှုံးမက်ကိုလင်းမထားသလိုပြုတ်မှုကိုလည်းစူးစမ်းခဲ့ပေမယ့်အသင်းကအမှားတွေအလွန်များပြားခဲ့တယ်လို့အခုလိုပဲဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့်။အမှားတွေအများကြီးလောက်ခဲ့ပါလိမ့်။နေဦးကစဲအသင်းကစကန်ဘောတွေမှာပို့ပြီးတံပါခဲ့ပါလိမ့်။ကျွန်တော်တို့အမားရီအများကြီးလောက်ခဲ့တာကအနံ့ရဖို့ပိုးပြီးခက်ခဲသွားစေခဲ့ပါလိမ့်။ဒါပါပဲအကောင်လုံးဟာနည်းနည်းစီပါဝင်နေကြတာပါ။တကူတဲကိုထောက်ပြဖို့ဆိုတော့ခက်ခဲပါလိမ့်။နေဦးကစရိုထိတ်တန်းအသင်းကိုနိုင်ရဖို့ဆိုတော့တကယ်ခက်ခဲပါလိမ့်။ ပြိုင်ပွဲကိုကူညီပေးဖို့အတွက်အမှားတွေလုံးမိတဲ့အခါပို့ပြီးတော့ခက်ခဲသွားတတ်ပါလေ။ဒါသမင်းပွဲကိုပို့ပြီးတော့အာယုံဆိုင်ကြတာပေါ့ကျွန်တော်တို့အများကြီးပုံကောင်းလုံးနိုင်နေဆိုတော့အားလုံးမြင်နိုင်မယ်လဲထင်ပါလေ။ဒါသမင်းကိုပို့ပြီးတော့အာယုံဆိုင်ကြပါမယ်။ဒီနေ့လုံးခဲ့တဲ့အမှားတွေအားလုံးကိုဒါသမင်းမှာလုံးလို့မရပါဘူးလို့နေပြအာမိုရင်ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဆက်လက်ပြီးတော့နေပြအာမိုရင်ကအသေးမဝေဖန်မှုတွေကိုကျွန်တော်နားလေပါလေ။ဒါဝင်ရလည်းပဲကျွန်တော်တိတ်ပြီးတော့ဂယူးမဆက်ပါဘူး။ ဝဲချုံတာနဲ့ပိုဆိုးတာအရာမရှိပါဘူးလူရီယာတို့ပြောချင်တာကိုပြောလို့ရပါလိမ့်ကျွန်တော်ကိုကိုကိုခုခံကာဝယ်တာတို့ဘာလို့မလုပ်ချင်ပါဘူးကျောင်းရဲ့လေစီအားအခြေအနေကိုကြည့်လိုက်ရင်အကုန်ပြောပြနေပါလေ။ဒါသမင်းနေပွဲကတကယ်ကိုအရေးကြီးလာပါလေ။ပွဲချုံတာကဒီအလုတ်ရဲ့အခက်အခဲဆုံးအပိုင်းပါပဲ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဂျာသာဝင်းနေကိုပို့ပြီးတော့အာယုံဆိုင်ကြပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။နေပြောင်မှုတွေရောက်တဲ့အတင်ကိုပြည်တဲ့နယ်မာလာမှာမပေးစရာအစဉ်စနစ်နေရာနဲ့တာဝန်ယူခဲ့တာဖြစ်ပြီးအခုတော့အစဉ်စလေးနေရာအထိရောက်ရှိနေပြီလည်းပဲဖြစ်ပါလေ။ ဒီအာဒီရွန်တက်ရဲ့ပရီးမီးယားလိဂ်သမိုင်းမှာအဆိုးဆုံးဖြစ်လာဖို့ရှိနေပြီးတော့သူတို့ရဲ့မျှော်လင့်ချက်အားလုံးဟာဒီအာဒီမှာယူဘာလီဖလာရာချီဖို့အပေါ်မှာပဲမူတည်နေတာလည်းပဲဖြစ်ပါလိမ့်ကျေးဇူးတင်ပါတယ်ပရိသတ်များလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘေးပင်ရန်ဝေးကွာကြပါစေခင်ဗျာ